ကဲပေါ်တာတရားလုံးပဲမင်္ဂလာပါဒါဒီနေ့မယ်လဲဒါကျွန်တော်အနေနဲ့ကတော့ဒါနေ့စဉ်နေ့တိုင်းကျွန်တော်ဒီ၃ပွဲပွဲကြိုတုံးသက်ပေးတာဖြစ်ပါတယ်ဒါမနေ့ကပွဲတဲ့နေ့ကလဲဒါနှစ်ပွဲအနေနဲ့ကတော့ရခဲ့တယ်တပွဲမနေ့ပြောမှဆိုမနေ့ကလဲကြီးတွေအတိုင်းတွေဇုံဘောပေးခဲ့ဇုံဘောကြီးကြီးပဲပေးခဲ့တဲ့ပွဲတွေကြီးပဲဒါမနေ့ကရခဲ့တဲ့ပွဲကတော့နှစ်ပွဲပဲရှိတယ်ဒါဒီနေ့လဲဒါကျွန်တော်အနေနဲ့ကတော့ဒီဘရပါဆုံးပြောချင်တာတော့ဒီကျွန်တော်အနေနဲ့ကဒီဘောလုံးပွဲဒီပွဲပေးတာဒီပွဲကြိုတွေပေးတုံးသက်ပေးတာက ဒီကျွန်တော်ဝါသနာပါလို့တာတာကျွန်တော်နေနေတာကိုပွဲကျုံသုံးသပ်ပေးတာဖြစ်ပါတယ်အကျော်ဒါကိုနဲ့အကြိုက်တူမှလာရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ပြီးတော့အပေါ်လုံးပွဲဆိုတာကျွန်တော်တို့အပိုင်လို့တာဘယ်သူမှမရှိပါဘူးအကြောင်မလို့ဒါကိုကိုနဲ့အကြိုက်တူထပ်တူကြမှလာကျွန်တော်နေနေရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်လို့ဒါကျွန်တော်နေနေပြောစေချင်ပြောပြောချင်ပါတယ်အကျော်ဒါဒီနေ့ကျွန်တော်ဒီပွဲကျုပ်သုံးသက်ပေးမဲ့ဒါသုံးပွဲအနေနဲ့တော့ဒီမော်တာနက်ဒီပိုလန်နဲ့ပြီးတော့မော်တီနီဂရိုနဲ့ခရိုအေးရှားနဲ့ဒီဂျာမနီနဲ့ ဒီစလုံးပကီးရ၃ဘွဲ့ဒီ၃ဘွဲ့ကိုကျွန်တော်သုံးသပ်ပေးခြင်းနဲ့အဲကြောဒီကိုနဲ့အကြိုက်တူမဲ့ဒါတပွဲဆိုလဲတပွဲရွေးထုတ်ပြီးတော့ကိုနဲ့အကြိုက်တူမဲ့ဆိုရွေးထုတ်ပြီးတော့ထိုးနိုင်တယ်၃ဘွဲ့တစ်လုံးလဲကိုနေနဲ့ဒါမောင်းကတကဖြစ်ဖြစ်ရွေးချယ်ပြီးတော့ထိုးခြင်းထိုးနိုင်ပါတယ်တကယ်လို့အစင်မြေတာဖြစ်ခဲ့ရင်လဲဒါစေတနာမှလိုရတာကျွန်တော်လည်းပြောခြင်းပါတယ်ပြီးတော့ဒီဘောလုံးဘွဲ့ဆိုတာဘာမှရှိလို့ပါအကြောင်းအကြောင်း ီပထမဦးဆုံးပွဲအနေနဲ့ကျွန်တော်ဒီဂျာမနီသင်းကိုကျွန်တော်ကျွန်တော်သုံးသပ်ပေးခြင်းနဲ့ဂျာမနီနဲ့ဒီဆလိုဗကီးယားပွဲမှာကသူတို့နှစ်သင်းအနေနဲ့ကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့သူတို့အနေနဲ့နှစ်သင်းလုံးမှာကဒီငါးဝဲမြောက်ကစားတဲ့ပွဲတွေပွဲစဉ်တိုင်းမှာကသူတို့အနေနဲ့ဒီတပွဲစီစာရှုံးခဲ့တယ်။ Channel ၄ပွဲလုံးမှာနှစ်သင်းလုံးအနေနဲ့ကတော့အနိုင်ရရှိခဲ့တဲ့ဒါရလတ်ကောင်လေးကြီးပဲ။ ဂျာမနီဆိုလန်တာတို့တွေနဲ့ကိုပြက်တွေကြည့်ပဲအနိုင်ရရှိခဲ့တဲ့ပွဲတွေကြည့်ပါပဲအိမ်ကွင်းရောအဝေးကွင်းရောနော်နဲ့အဲအိမ်ကွင်းမဲ့ဆိုလန်တို့တွေနဲ့ကိုပြက်တွေကြည့်အနိုင်ရရှိခဲ့တယ်ပြီးတော့ဒီဝေးကွင်းမဲ့ဆိုလန်တာတို့တွေနဲ့လည်းကိုပြက်ပဲအနိုင်ရရှိခဲ့တဲ့ပွဲတွေကြည့်ပါပဲဆိုလိုဘကီးယားအနေနဲ့ကလည်းဓာတုအနေနဲ့လည်းကိုပြက်အနိုင်ရရှိခဲ့တဲ့ပွဲတွေကြည့်ပါပဲအကြောဒီရာကိုအနေနဲ့ကတော့ဒါတော်တော်လေးနှစ်နှစ်သိန်းအနေနဲ့တော့ဒီ ဒီနိုင်တဲ့ဘွဲ့အနေနဲ့ကတော့တို့ရရှိတဲ့ goal တွေအနေနဲ့ကတော်တော်လေးရလတ်ကောင်းတယ်နှစ်သိန်းလုံးလို့တော့ပြောလို့တော့ရတယ်ဗျပြီးတော့တို့နှစ်သိန်းထိတ်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုရင်တို့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲမှာလည်းဒါဂျာမနီအနေနဲ့ကဒါတပွဲပဲအနိုင်ရရှိခဲ့တယ်ဒါနှစ်ပွဲရှုံးပွဲတော့ရှိခဲ့တယ်ဗျနောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါ2-0နဲ့ဒီဂျာမနီဝဲကမှာဆလိုဗကီးယားအိမ်ကွက်မှာ2-0နဲ့ ဂျာမနီရှုံးနေခဲ့တဲ့တပွဲရှိခဲ့ပါတယ်နောက်ဆုံးဒါထိပ်တဲ့တွေ့ဆုံခဲ့တဲ့အသုံးပတ်မှာတော့ဂျာမနီတပွဲပဲအနိုင်ရရှိခဲ့ပါတယ်ပြီးတော့ဒီလက်ရှိဂျေးဒီပုဂ္ဂိုလ်ကြီးပေးထားတဲ့နှလုံး65အစာကိုပေါင်းကြီးအနေနဲ့လည်းသုံးလုံးတည့်ပေးထားပါလက်ရှိဂျေးပါအဲ့ကြောကျွန်တော်နေနေအခုလက်ရှိဂျေးတန်းကြည့်ပြီးတော့ကျွန်တော်တို့သုံးသပ်ပေးတာဖြစ်ပါတယ်ပြီးတော့ဒီကံကံကြီးလေးဂျေးတန်းနေပြောင်းတဲ့အတွက်ကြောင့်တကယ်တော့ဂျေးတန်းကတော့ငြိမ်တဲ့အချိန်ကတော့ဒါကံကံကြီးမှငြိမ်တာဖြစ်ပါတယ်ဒီလက်ရှိဂျေးတန်း အရာလည်းပေါက်ခြင်းပေါက်သွားနိုင်မှာကြောဒီလိုထိုးမှဆိုတော့ခုနေတိုင်းခြေကြည့်ပြီးတော့ထိုးစီပါတယ်ခြေပြောင်းလဲဖြစ်တဲ့အကြောင်းကျွန်တော်တို့ရလက်တွေလည်းပြောင်းရင်ပြောင်းသွားနိုင်ပါတယ်အကြောဟိုကကြောဒီသူတို့နှစ်သင်းဒီလက်ရှိဒီဂျာမနီကအိမ်ကွင်းမှာပေးရတာကနှစ်သင်းလုံးအနေနဲ့ပြောမယ်ဆိုရင်တော့ဒါတိုက်စစ်ကောခန့်စစ်ကောကောင်းတဲ့အတန်းနှစ်သင်းလို့တော့ကျွန်တော်တို့ပြောလို့တော့ရတယ်ဒီဆလိုဝဂီယာအနေနဲ့လည်းသူ့အနေနဲ့ဒီပွဲမှာကဒီတဘိုးချူးမှဆိုရင်မချူးနိုင်တဲ့အတန်း လို့တော့ပြောလို့တော့မရဘူးဗျကိုကတော့ရှုမဲ့အသိန်းတော့အသိန်းတသိန်းတော့ဖြစ်တယ်ဗျဒီဂျာမနီဆိုတာလဲဓာတုနဲ့တကောပြတ်တာနိုင်ငံတွေရှိတယ်လက်ရှိဂျေးတန်းအောင်မလားဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်ပြီးတော့လက်ရှိဂျေးတန်းလည်းနှောင်း65ဗျအစားဆိုတော့နှလုံးရှိအောင်65ဗျစားရမယ်ဗျပြီးတော့ဒါကိုပေါင်းကြည့်အနေနဲ့လည်း၃လုံးသက်ရည်ဆိုတော့ကျွန်တော်တို့၃လုံးရှိရင်တော့ဒါသက်ရည်ကြမယ်ပြီးတော့ဂျာမနီကတော့ဂျာမနီ၃လုံးရှိမလား၃လုံးရှိကိုကိုပြတ်တော့ကျွန်တော်နေမနိုင်လောက်ဘူးထင်တယ် ပြီးတော့ဒီဂျာမနီနှလုံးရွှေ့အောင်65ပြားရှောင်းစားမယ်ဆိုတော့ဒီကိုကောင်းဒီဆလိုဗကီးယားလည်းတကူရှူမှာဆိုတော့ကျွန်တော်သုံးလုံးသိကိုကောင်းကြီးရဲ့နည်းနည်းကလည်းဒါဂျာမနီနည်းနည်းကဒါကြီးမအောင်တဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်အဲကြောဒါကျွန်တော်အနေနဲ့ဒီဘွဲမှာသုံးလုံးသိရဖြစ်တဲ့ကြောင်ကျွန်တော်တို့သုံးလုံးကိုဘောကိုပေါင်းအပေါ်ကစားမယ်ဆိုရင်တော့ဒီလက်ရှိခြေတန်းအနေနဲ့သုံးလုံးသိရဆိုတော့ကျွန်တော်တို့သိရအနေနဲ့ကတော့ကျွန်တော်တို့ဘာမှရလက်တော့ အရင်လည်းမရှိဘူးအမြဲလည်းမရှိတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်အဲကြတော့ဒါကျွန်တော်တို့ရွေးချယ်ရမှာတော့ဂျာမနီနဲ့ဆိုကုဒီဆလိုဗကီးယားမှာကဒီဘယ်ဘယ်အသင်းကဘလို့ကျွန်တော်တို့တော့ဘလို့ရကြေးရလက်မျိုးရနိုင်မလဲဆိုတော့ပုံစံမျိုးကကျွန်တော်တို့ရွေးချယ်တုံ့တက်ပေးမှဖြစ်ပါတယ်အဲကြောဒါကိုနဲ့ဖန်လို့လည်းတကယ်လို့ထိုးမှာဆိုတော့အဲ့လိုရွေးချယ်ပြီးတော့ထိုးကြပါဒါကျွန်တော်တို့နေဘောလုံးမွေးကြေးအောင်မှာကျွန်တော်တို့နိုင်မှာဖြစ်ပါတယ်ကြေးမအောင်တော့ကျွန်တော်တို့ရလက်တွေမကောင်းပါဘူးအဲကြော ဒီဂျာမနီအင်္ဂွင်ကစားမှာဂျာမနီအင်္ဂွင်အဝေးကွန်းကပြီးခဲ့တဲ့ကစားပွဲတွေမှာကဘိုးပြက်တွေကြီးပဲအနိုင်ရရှိခဲ့တဲ့ပွဲတွေကြီးပဲပြီးတော့ဆလိုဗကီးယားအနေနဲ့ကလည်းသူ့အနေနဲ့ကလည်းဒါသူကံခဲ့တဲ့ကစားပွဲတစ်ဆောင်မှာလည်းဒါသူ့နဲ့နဲ့ဘိုးပြက်တွေကြီးအနိုင်ရရှိခဲ့တဲ့ပွဲဆိုတော့ကျွန်တော်ဒီပွဲမှာဒီဆလိုဗကီးယားဘော်ရီနဲ့ကျွန်တော်ဘိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်ပြီးတော့ မနေ့ကလည်းဇုံဘော်တွေပေးသွားတဲ့အတွက်ကြောင့်ဒီနေ့မှဇုံပေါ်မလားမပေါ်မလားဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒါဆက်အချက်တော့စောင့်ကြည့်ရမယ်။သုံးလုံးတည်ရဖြစ်တဲ့အတွက်ကြောင့်ဂျာမနှစ်သိန်းလုံးအနေနဲ့ကလည်းဟိုဟာခန်စီကောတိုက်ဆုပ်ကောကောင်းတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒါကိုပေါင်းအပေါ်သွားနိုင်မယ်ထင်လို့ဒါကျွန်တော်အနေနဲ့ကိုပေါင်းအပေါ်ကရွေးချယ်ပြီးတော့ပေးတာဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်အနေနဲ့ကဒီအောက်သန်းဒီဆိုလိုမကီးယားပဲကျွန်တော်ဘော်ဒီထိုင်ချင်ပါတယ်။ပြီးတော့ကိုပေါင်းထိုင်ချင်တော့ကိုပေါင်းအပေါ်ရွေးချယ်ပြီးတော့ထိုင်ပါလား။ ဒုတိယဒုတိယတပွဲအနေနဲ့ကတော့ဒါဒီမော်တာနဲ့ပိုလန်ပွဲလို့ကျွန်တော်သုံးသပ်ပေးခြင်းတယ်။အကျော်ကိုကြိုက်မဲ့အသင်းမျိုးလေးတွေကိုစိတ်နဲ့ကိုအကြိုက်တူမဲ့ရွေးချယ်ပွဲမျိုးလေးတွေကိုရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်။ဒီမော်တာနဲ့ပိုလန်ပွဲမှာတော့ဒါသူတို့နှစ်သင်းအနေနဲ့ကတော့ပိုလန်အနေနဲ့ကတော့လက်ရှိမှာသူတို့ပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာကသူ့အနေနဲ့ရှုံးပွဲတစ်ပွဲမှာတော့မရှိခဲ့ဘူး။တရင်ပွဲနှစ်ပွဲရှိခဲ့တယ်။နိုင်ပွဲသုံးပွဲရှိခဲ့တယ်။ဒါရက်လက်အနေနဲ့ကတော့တော်တော်လေး ရလက်သူကစားခဲ့တဲ့တရှောင်းလာသူအနေနဲ့ရလက်ကောင်းတယ်လို့ပြောလို့တော့ရတယ်ဗျာသူအနေနဲ့ဒီရပေးခွင့်ရှိတယ်ဆိုတော့သူပေးခွင့်ရှိတယ်ရကူလည်းသူအနေနဲ့ဒါရယူနိုင်ခဲ့တဲ့ပွဲမျိုးတွေကြည့်ပါပဲအကြောသူသူနိုင်ငံတဲ့အပွဲတွေနေရာလဲကိုပြက်အနိုင်ရရှိခဲ့တဲ့အပွဲတွေကြည့်ပါပဲဒီမော်ဒန်နေနဲ့ကလည်းဒါသူ့အနေနဲ့ဒီနှစ်ပွဲအရှုံးရလက်ရှိခဲ့တယ်နှစ်ပွဲရှုံးတဲ့ရှုံးတဲ့ရလက်ကတော့ကိုပြက်တည်းကြီးအရှုံးငယ်တဲ့ပွဲတွေကြည့်ပါပဲသုံးပွဲ မှာကတပွဲတရေဒါနှစ်ပွဲအနိုင်ရရှိခဲ့တယ်ဒါဒီနှစ်သင်းနေနဲ့ရှင်းကြည့်မယ်ဆိုရင်တော့ဒီလက်ရှိမှာမော်တာနေနဲ့ကတော့အခုနေနဲ့နိုင်ပွဲတွေရှိခဲ့တယ်ဆိုရင်တော့ဒါသူ့နေနဲ့ရာကူးနေနဲ့တိတ်ပြီးတော့မရှိခဲ့ဘူးအကျော်ဒီပွဲမှာတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဆိုတာကလက်ရှိပုဂ္ဂိုလ်ကြီးခြေပေးထားလဲဒါတလုံး55အစားဟုတ်အရှုံးဘူပေါင်းကြီးအနေနဲ့ကလည်းဒါ350အစားပေးထားပါတယ် ဒီသူတို့နှစ်သက်ထိုက်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲတစ်ချက်ပြန်ကြည့်မယ်ဆိုရင်လည်းဒါနဲ့ထိုက်တိုက်တွေ့ဆုံပွဲမှာကသူတို့တပွဲပဲရှိခဲ့ပါတယ်ပိုလန်နဲ့ဒူးစီနဲ့ပိုလန်အင်ကွန်းမှာဒူးစီနဲ့အနိုင်ရရှိခဲ့ပါတယ်ဖြစ်ပါတယ်ယောလက်ရှိခြေတံရကျွန်တော်ဒါလက်ရှိခြေတံရကျွန်တော်နေတဲ့ဒါအနည်းဆုံးသုံးသက်ပေးတာဖြစ်ပါတယ်မကိုနဲ့အကြိုက်တူမှတော့ရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်อืม အော်ကျွန်တော်ကျွန်တော်ဟိုဖြစ်တာဒီမော်တာနက်ပိုလန်ဒီဘောပေါင်းကြီးကြီးနေနေမှာဆိုတော့ဒီတလုံးအပြည့်ရှုံးဘောပေါင်းကြီးအနေနဲ့လည်း3လုံး5 3လုံး60ကအစားပေးတာပါလေအဲကြောဒီလက်ရှိကြီးတန်းကဒီတလုံးအပြည့်ရှုံးပေးတာပါလေဒီပိုလန်အဝေးကပိုလန်ပေးတာပါလေပြီးတော့ဘောပေါင်းကြီးအနေနဲ့လည်း3လုံး65ပြားအစားဖြစ်ပါတယ်အဲကြောဒါသူတို့ဒီနောက်ဆုံးထိတ်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲတစ်ပွဲမှာဆိုလည်းဒါပိုလန်အနေနဲ့2-0နဲ့ကိုပြအနိုင်ရရှိခဲ့တဲ့တစ်ပွဲရှိခဲ့တယ်အဲကြောဒီအခု ပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာလည်းသူ့အနေနဲ့ကနိုင်ပွဲတွေကြီးပဲဆက်တိုက်ရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့1-1နဲ့တည်းရလက်ရှိခဲ့တယ်ကြောဒီမော်ဒန်နေနဲ့ကျွန်တော်တို့ရှက်ကြည့်ရမှာကလည်းမော်ဒန်နေနဲ့ကလည်းပြောမှဆိုရင်မကောင်းတဲ့တကယ်ဟိုဆင်မပြေတဲ့အသင်းတသင်းလို့တော့ပြောလို့တော့မရဘူးဗျဒါသူ့အနေနဲ့ဒီပြီးခဲ့တဲ့ကစားတပွဲဟိုကစားပွဲတစ်ချောင်းမှာကရှုံးပွဲတာရှိရင်ရှိခဲ့တယ်သူ့အနေနဲ့ရာကိုတော့နိုင်အနိုင်ရယူခဲ့တဲ့တပွဲတော့ပွဲမျိုးတွေတော့ရှိခဲ့တယ်ဗျတရေပွဲလည်းသူ့အနေနဲ့ကစားထားတဲ့ပွဲတွေလည်းရှိခဲ့တယ်အဲကြောဒါကျွန်တော်အနေနဲ့ကလည်းဒီပွဲမှာ ီအိမ်ခွင့်ဖြစ်တဲ့ကျွန်တော်မော်တာအဝဲကျွန်တော်စော်စားနေခြင်းနဲ့မော်တာပေါ်ဒီကျွန်တော်ထိုင်နေပါတယ်အကျော်ကိုနဲ့အကြိုက်တူမှဆိုတော့ရွေးချယ်ပြီးတော့ထိုးပါနောက်ဆုံးတစ်ပွဲအနေနဲ့ကတော့ဒါကျွန်တော်ဒီမွန်တီနီဂရိုနဲ့ကျွန်တော်ခရိုအေးရှားပွဲလေးကိုကျွန်တော်သုံးသပ်ပေးခြင်းနဲ့မွန်တီနီဂရိုကနှစ်ပွဲအနိုင်ရရှိခဲ့တယ်ဒါသုံးပွဲရှုံးပွဲပေါ့ပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲမှာတော့သူ့အနေနဲ့ရလနိုင်နေရတော့နှစ်ပွဲပဲနိုင်ရရှိခဲ့တယ် သုံးဘွဲ့အနေနဲ့ကတော့ဒါကိုပြက်တကြီးရှုံးခဲ့တဲ့ဘွဲ့လေးကြီးပဲကရိုအီးရှားအနေနဲ့ကလည်းဒါ၅ဘွဲ့ဆက်တိုက်မှာဘွဲ့ပဲတရေကြခဲ့တယ်တရေကြခဲ့တဲ့ဘွဲ့ရလည်းစီစီပြီးတော့ဒီကစားခဲ့တဲ့၄ဘွဲ့အနိုင်ရရှိခဲ့တဲ့၄ဘွဲ့မှာလည်းဒါအတုနဲ့ကိုပြက်တကြီးအနိုင်ရရှိခဲ့တဲ့ဘွဲ့တွေကြီးပဲသူတို့နှစ်သိန်းရထိတ်တက်ပြုဆောင်ခဲ့တဲ့ကစားဘွဲ့မှာဆိုရင်လည်းကရိုအီးရှားအိမ်ကွန်းကစားတာ 4C နဲ့အနိုင်ရရှိခဲ့တဲ့ဘွဲ့ပါကရိုအီးရှားက အခုလက်ရှိမှာဂရိုအေရှားဝေကင်းရကံမှာကြီးပေးထားတလုံး45ပြအစာကိုအရှုံကိုပေါင်းကြီးအနေနဲ့ကလည်းဒါ3လုံး3လုံး50အစာပေးထားပါတယ်ဂရိုအေရှားအနေနဲ့အခုလက်ရှိဝေကင်းမှာကစားတာပြီးခဲ့တဲ့ထိတ်တိုက်တွေ့ဆုံကစားတဲ့ပွဲမှာကသူနေနဲ့အိမ်ကွက်မှာကစားတာ4စီနဲ့ကိုပြအနိုင်ရရှိခဲ့တဲ့တပွဲရှိပါတယ်အခုလက်ရှိမှာလည်းဒါသူနေနဲ့ဝေကင်းမှာကစားတာသူပြီးခဲ့တဲ့ကစားပွဲတစ်ချက်မှာသူနေနဲ့တရေပွဲတပွဲပဲရှိပါတယ်ဂျန်နံပွဲတွေအကုန်ကိုပြတဲ့ကြီးအနိုင်ရရှိခဲ့တဲ့ပွဲတွေကြီးပါပဲ။ အကျော်လက်ရှိကြေးမှာကခရိုအေးရှားကတလုံး45အရှုံးဆိုတော့ဂိုပေါင်းကြေးအနေနဲ့အသုံးလုံး65သုံးလုံးတစ်ဝက်အစားပေးထားတယ်အကျော်မော်နီနီဂရိုအနေနဲ့ကလည်းဒါပြီးခဲ့တဲ့ကွာပြီးခဲ့တဲ့ကစားပွဲဒီမှာကသူ့အနေနဲ့ရှုံးပွဲတာရှိရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့သူ့အနေနဲ့ဒါနိုင်ရရှိခဲ့တဲ့နှစ်ပွဲတော့ဒါတွေ့တယ်ရလတ်နေတဲ့တော့ဒါကောင်းတဲ့အသင်းလို့ကျွန်တော်တို့တိုင်း သူ့လည်းနည်းနည်း short တက်လို့မရတဲ့အသင်းတသက်လို့တော့ပြောလို့တော့ရတယ်ဗျအခုလက်ရှိမှာဒီနိုင်ငံပွဲတဲ့အနေနဲ့ကကျွန်တော်တို့လည်းပေးခြင်းလဲပေးခြင်းပေးစုံဘော်တွေကြီးပေးသွားတဲ့ပွဲတွေတော်တော်လေးများတယ်မနေ့ကဆိုလဲကျွန်တော်တို့စုံဘော်တွေကြီးပေးတဲ့ပွဲတွေကြီးပါပဲအဲကြောင့်လက်ရှိဟိုဂျေးများတို့ထိုးမှာဆိုတော့ဂျေးတန်းကြည့်ပြီးတော့ကိုဂျေးလေးနဲ့ကိုဂျေးတန်းနဲ့ကိုကြည့်ပြီးတော့ထိုးစေချင်ပါတယ်ဂျေးတွေအမျိုးမျိုးပြောင်းလဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဂျေးပြောင်းလဲသွားတယ်ကျွန်တော်တို့ရလက်တွေလည်းပြောင်းသွားနိုင်မှန်းတယ်အဲကြောင့်နည်းနည်း ဘိုးမချိန်မှနဲ့ပြာများရင်လည်းတော်တော်ကျွန်တော်ဘာမှရလာကျွန်တော်တို့ကောင်းမှမရှိပါဘူးအကျော်မော်နီနီဂရိုနဲ့ဒီဂလိုအေရှားမှာတဲ့ကျွန်တော်နေနဲ့ဒီရွေးချယ်ပေးရမှဆိုရင်တော့ဒါကျွန်တော်ဒီမော်နီနီဂရိုကျွန်တော်ဘော်ဒီထိုင်နေပါတယ်အကျော်ဒါကိုနဲ့အကြိုက်တူမှဆိုတော့ရွေးချယ်ပြီးတော့ထိုးနေပါတယ်ဒါကျွန်တော်နေနဲ့ဒီဒီနေ့ဒီနေ့သုံးပွဲရတော့ဒီမော်ဒာနဲ့ပိုလန်ပွဲမှာဒီကျွန်တော်မော်တာဘော်ဒီထိုင်နေဒီမော်နီနီဂရိုနဲ့ကျွန်တော်ဂလိုအေရှားမှာကဒီ ပိုလီနီကရောကျွန်တော်ဗော်လီထိုင်ပါတယ်ပြီးတော့ဂျာမနီနဲ့ကျွန်တော်ဆိုလိုဗကီးယားမှာလည်းကျွန်တော်ဒီဇုံပေးလိုက်ပါတယ်ဟိုကဘောအပေါ်နဲ့ပြီးတော့ဒီဆိုလိုဗကီးယားဗော်လီနဲ့ကျွန်တော်နည်းနည်းအကြိုက်လေးတွေပေးလိုက်ပါတယ်အဲကြောဒါကိုနဲ့ဒီသုံးဘက်မှာကိုနဲ့အကြိုက်တူမဲ့အပွဲမျိုးလေးတွေရွေးချက်ပြီးတော့ view ထုတ်ပြီးတော့ထိုးနိုင်ပါတယ်သုံးဘက်စလုံးကြိုက်တယ်ဆိုရင်လည်းသုံးဘက်စလုံးအကြိုက်တူမဲ့ဆိုရင်ရွေးချက်ပြီးတော့ထိုးနိုင်ပါတယ်အဲကြောဘလုံးဘက်မှာဒီဘသူမှအပိုင်းဆိုတာမရှိပါဘူးဆရာကြီးဆိုတယ်လည်းမရှိပါဘူးဒါကျွန်တော်ရဲ့လက်ရှိကျေးနေရာသုံးသက်ပြရတာဖြစ်ပါတယ်အနည်းဆက်ဆုံးပေါ့အဲကြော ျွန်တော်အနေနဲ့ကတော့ဒီနေ့မှာတော့ဒါဒီနေ့မှာတော့ဒါပဲကျွန်တော်ဒီနေ့စဉ်တိုင်းကျွန်တော်အနေနဲ့ဒီ TikTok နဲ့ဟွာ Viber နဲ့ဟွာ Telegram channel မှာနေ့စဉ်တိုင်းကျွန်တော်ဒီ mouse cut တွေတပွဲကောင်းနေအများနဲ့တင်ပေးနေတဲ့ channel ရှိပါတယ်ဒါကျွန်တော်ရဲ့ကိုယ်ပိုင် channel လေးပါအဲ့ဒီမှာကိုကျွန်တော်ကြိုက်တဲ့ပွဲမျိုးလေးတွေဒီလက်ရှိခြေရန်ကြည့်ပြီးတော့ဒီကံကံကန်ကြီးခြေရန်ကြည့်ပြီးတော့ကျွန်တော်အနေနဲ့ဒီအချိန်တိုင်းကျွန်တော်အနေနဲ့တက်ကြည့်ပြီးတော့ဒီပွဲလေးတွေကျွန်တော်မောင်းဆိုလဲမောင်းကပ်ဒီပွဲပွဲကောင်းဆိုလဲပွဲကောင်းနေတဲ့အကြိုက်လေးတွေ ရေးချက်ပြီးတော့တင်ပေးနေတဲ့အတွက်ကြောင့်အဲ့ဒီမှာလာရောက် join လုပ်ရ join လဲဖို့လဲကျွန်တော်အနေနဲ့ဒါဖိတ်ခေါ်ကြပါတယ်အကျော်ကိုနဲ့အကြိုက်တူနဲ့ပွဲလို့တွေရှိပါတယ်အဲ့တော့အကြိုက်တူမှဆိုရင်ရေးချက်ပြီးတော့ထိုးနေပါတယ်လို့ကြာကျွန်တော်အနေနဲ့ပြောချင်ပါတယ်အကျော်ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဒါကျွန်တော်အနေနဲ့ဒါပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်တို့ဆက်ပြီးတော့တွေ့ကြရအောင်